ညီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမခိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့တော့နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့အဝေးကွင်းမှာ hat trick အများဆုံးသွင်းတဲ့ San Jensen Mbappe ဖြစ်လာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် Real Madrid တိုက်စစ်မှု Mbappe ဟာ Olympia Cos နဲ့ပွဲမှာသွင်းယူနိုင်ခဲ့တဲ့ဂိုးတွေကြောင့်မလို့ Champion League ပြိုင်ပွဲသမိုင်းမှာအဝေးကွင်းမှာ hat trick အများဆုံးသွင်းနိုင်တဲ့သူဖြစ်သွားခဲ့ပါတယ် ရီယယ်မက်ဒရစ်က၄ဂိုး၃ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာအမ်ဘပီဟာရီယယ်မက်ဒရစ်ရခဲ့တဲ့သွင်းဂိုး၄ဂိုးလုံးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုသွင်းယူနိုင်ခဲ့တာကြောင့်မလို့အမ်ဘပီဟာချန်ပီယံလိပြိုင်ပွဲအဝေးကွင်းပွဲစဉ်တွေမှာဟက်ထရစ်၄ချိန်အထိသွင်းယူနိုင်ခဲ့သူဖြစ်လာခဲ့ပြီးအဝေးကွင်းမှာဟက်ထရစ်အများဆုံးသွင်းတဲ့သူလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အမ်ဘပေဟာပွဲချိန်22မိနစ်ကနေပွဲချိန်26မိနစ်ကြာမှာဟက်ထရစ်သွင်းခဲ့တာဖြစ်ပြီးကြာချိန်6မိနစ်နဲ့42စက္ကန့်ပဲရှိခဲ့တာကြောင့်မလို့ ချန်ပီယံလိပြိုင်ပွဲသမိုင်းမှာကြာချိန်ဒုတိယအနည်းဆုံးဟက်ထရစ်ဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ကြာချိန်အနည်းဆုံးဟက်ထရစ်ပိုင်ရှင်ကတော့လီဗာပူးတိုက်စစ်မှုဆလာဖြစ်ပြီး2022ခုနှစ်တုန်းကလီဗာပူးနဲ့တူရိန်ဂျာဘက်ကိုကြာချိန်6မိနစ်73စက္ကန့်နဲ့တွင်းယူခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ပေါ်တူဂီသင်္ကောင်းဆောင်ရော်နယ်ဒိုကစပိန်နိုင်ငံမက်ဒရစ်မြို့မှာမိုဘိုင်းဖုန်း၃ခုမရှိတဲ့ကန့်သက်ချက်မျိုးတွေပါဝင်တဲ့တီးတန့်ကလပ်တစ်ခုဖွင့်လှစ်သွားမယ်လို့စပိန်မီဒီယာတွေကရေးသားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ မက်ဒရစ်မြို့ရဲ့အချက်ချာကြတဲ့နေရာမှာဖွင့်လှစ်မဲ့ရော်နယ်ဒိုရဲ့ကလပ်ကတော့တထောင်စတုရမ်းမိသားကျယ်ဝင်တဲ့နေရာမှာဖွင့်မှာဖြစ်ပါတယ်။နေကင်းမှာဆိုရင်မီတင်တွေဆွေးနွေးပွဲတွေလုပ်ဖို့ရုံးခန်းတွေခန်းမတွေနဲ့အတူစတူဒီယိုတစ်ခုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ညဘက်မှာတော့တီးတန်ညစာစားပွဲတွေတွေ့ဆုံပွဲတွေလုပ်နိုင်တဲ့စားတောက်ဆိုင်၃ဆိုင်နောက်ပြီးဘားတွေပါဝင်တဲ့နေရာဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဘားကလည်းဝိုင်ကိုအထူးပြုတဲ့ဘားဖြစ်ဖန်တီးထားမှာဖြစ်ပြီးတကဘာလုံးကတန်ဖိုးကြီးဝိုင်တွေရဲ့တီးတန်ဆန်တဲ့အရာတွေခန်းစားရအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။ လပ်ကိုအခကြေးငွေပေးပြီးဝင်လို့ရမှာမဟုတ်ပဲအဖွဲ့ဝင်အဖြစ်လက်ခံထားသူတွေဒါဝင်ခွင့်ရမှာဖြစ်တယ်လို့အဖွဲ့ဝင်တဦးကဖိတ်ခေါ်မှာပဲလာရောက်ခွင့်ရှိမဲ့တီးတန့်ကလပ်အဖြစ်ဖွင့်လင်မှာဖြစ်ပါတယ်ကလပ်ထဲကိုလာရောက်မဲ့သူတွေဟာမိုဘိုင်းဖုန်းသုံးခွင့်မရှိတဲ့အပြင်တပ်ပုံနဲ့ဗီဒီယိုရိုက်တာမျိုးတွေလည်းလုပ်ခွင့်မရှိဘူးလို့သတ်မှတ်ချက်တွေထားရှိမှာဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်ချဲစီနဲ့မန်စီးတီးနျူကာဆယ်တို့ဟာလာမယ့်၃လအတွင်းမှာပွဲစဉ်ကို32ပွဲအထိကိုကစားရမယ်ပွဲချက်ကာလကိုကျော်ဖြတ်ရမှာဖြစ်လို့ ဒဏ်ရာပြဿနာတွေတိုးမြင့်လာနိုင်တဲ့အလားအလာတွေနဲ့ရင်ဆိုင်ရတော့မဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Arsenal, Chelsea, Man City နဲ့ Newcastle တို့ဟာ Premier League ပွဲတွေအပြင်ကာလာဘောင်ဖလား Champions League နဲ့ FA ဖလားပွဲစဉ်တွေကိုပါကစားရမှာဖြစ်လို့၃လအတွင်း32ပွဲအထိကစားရမယ့်အလားအလာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။တကယ်လို့ Champions League တန်ပွဲမှာရှုံးထွက်16သင်းအဆင့်ဓာတ်ရိုက်တက်ရောက်ခွင့်မရပဲ Playoff ပွဲစဉ်တွေကစားရမယ်ဆိုရင်ကစားရမယ့်အသင်းကတော့34ပွဲအထိကစားရမှာဖြစ်ပါတယ်။ ကာလာပေါင်ဖလားပွဲမှာသာအချိုဘိုလူပွဲထိတက်ရောက်မယ်ဆိုရင်လည်းနောက်ထပ်ပွဲပူတဲ့ပွဲကစားရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အခြေအနေတွေကြောင့်ကစားသမားတွေပွဲပန်းတာတန်ရာရတာတွေကြုံတွေ့ရမှာဖြစ်တယ်လို့ပရီးမီးယားလိချန်ပီယံဆုအတွက်လည်းဒီကာလကအရေးကြီးတဲ့ကာလဖြစ်တော့မယ်ဆိုတဲ့အကြောင်းလေးတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။လီဗာပူးလ်ပြအာနီစလော့ကတော့အရှုံးစံချိန်တစ်တေကြောင့်မလို့ယာတုကနေထုတ်ခံရဖို့ရည်ပန်းအစားဆုံးဖြစ်နေပါပြီ PSV ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာရှုံးပွဲဆက်တဲ့စန်ချိန်တစ်တွေကြောင့်ပရီးမီးယားလိမန်နေဂျာတွေထဲမှာရာထူးကထုတ်ခံရဖို့ရေပန်းအစားဆုံးနည်းပြဖြစ်ကိုရောက်ရှိသွားခဲ့တာပါ PSV ကို၄ဂိုးတကိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်မလို့လီဗာပူးဟာပြီးခဲ့တဲ့33နှစ်အတွင်း၃ပွဲဆက်တိုက်၃ဂိုးပြတ်နဲ့ပထမဆုံးချိန်ရှုံးနိမ့်ခဲ့တဲ့မတန်းစိုးကိုပိုင်ဆိုင်သွားခဲ့တာပါဒါပြင်နောက်ဆုံးကစားခဲ့တဲ့၁၂ပွဲမှာဆိုရင်၉ပွဲအထိရှုံးနိမ့်ခဲ့တာကပရီးမီးယားလိကနေပြီးတော့လီဗာပူးတန်းဆင်းခဲ့ရတဲ့1953ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ထပ်မံရင်ဆိုင်ခဲ့ရတဲ့အစိုးဆုံးရလက်မှတ်တမ်းမျိုးလည်းဖြစ်ခဲ့ပါတယ်။ PSV နဲ့ပွဲမတိုင်ခင်မှာယာရုကတွေထုတ်ပယ်ခဲ့ရဖို့ရေပန်းစားနေတဲ့ပရီးမီးယားလိမန်နေဂျာရဲ့စီရင်မှာ လစ် United နီးပြရဲ့နောက်ဒုတိယနေရာမှာရှိနေတဲ့အာနီစလော့ကတော့ PSV ကိုရှုံးခဲ့တဲ့ပွဲပြီးမှာတော့ယာတုကနေထုတ်ပယ်ခံရဖို့အရင်ပန်းအစားဆုံးနီးပြနေရာကိုရောက်ရှိသွားတော့တာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမခေကနေပြီးညီကိုတို့အားလုံးနဲ့စူးစီးပြီးတင်ဆက်ပေးခဲ့တာပါခင်ဗျာဒီပုံမှာညီကိုတို့ရဲ့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမခေရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားပါအောင်လို့မြတ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ရဲ့ဘာမခေဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်